လောက်ကောင်းခဲ့ဒီလိုဘွားမျိုးကြီးလည်းမဖြစ်လာပါဘူးဒီလောက်မကောင်းလို့ဒါဒီလောက်ဘွားမျိုးနဲ့ရင်ဆိုင်နေရတာပါဒီကတော့ကားတိုက်သွားတာတောက်ဘွားကြီးဆုံးဆုံးကတခုကလောက်ခဲ့ရတာတော့ဒီတောင်းနဲ့လို့တတ်တတ်ပါပဲလောက်ခဲ့ဒါတော့ဒီလိုချင်းပဲမလောက်ချင်ပါဘူးမလောက်ချင်မှလည်းအမေးမျက်နှာရှိတော့ဒါကလုံနေရတာဒီလိုကြီးကဒါလည်းစိတ်ကုန်လာပါတောင်းသားတွေခွာပြီးတော့ပြန်ကတ်ထားတာလက်ရှိမိသားစု9ယောက်နေနေအိမ်လေးပေါ့နော်ဟုတ်ကဲ့ပါ

ဒါတော့တောင်ငယ်တော့ရေတန့်ကွင်းအရောင်းနဲ့ကားတိုက်အက်ဆီဒန့်ဖြစ်ခဲ့တာပါ။အော်ဘယ်ရွယ်လောက်ကဖြစ်မလဲ။15နှစ်လောက်ပါ။15နှစ်လောက်ကရေတန့်ကွင်းအရောင်းအင်းနဲ့အက်ဆီဒန့်ဖြစ်သွားတာ။အက်ဆီဒန့်ဖြစ်တော့ဟိုဖြစ်သွားတဲ့လူတွေကရောဟိုလောက်သွားတဲ့လူတွေကအဲ့လိုမျိုးကုညီပေးဟိုပါတာဝန်ယူပေးကြလား။မယူပေးပါဘူးထပ်ပေးပါပါလေ။ဒါနဲ့ဒိနာပေါင်းဝင်ခြင်းတွေကတော့စိတ်ကိုလိုက်ဖို့ပေးပါလား။ အလောက်ရောက်တာဒီပါအော်15နှစ်အရွယ်ပေါ့နော်ဟုတ်15နှစ်အော်တိုက်ပြီးသွားတဲ့သူရလည်းရှာထွက်ပြေးသွားတော့အဆက်အသွယ်လည်းမရဘူးရှာလည်းမတွေ့တောင်းဝင်လည်းမရှိဘူးဒီလိုမျိုးလေးကွက်ကိုခုဘဝကဒီလိုမျိုးလေးဖြတ်တန်းနေရပါတော့ဖြတ်တန်းနေကားအောက်တဲ့ဝင်သွားတယ်အမီတော့အနောက်ကပိန်းနဲ့ခြေလောက်နဲ့ပြိပြီးပါသွားတယ်။ဆေးရုံမှာကျတော့ဒါကြီးခြေလောက်အကုန်လုံးကြောက်ပတိကင်လာပါတယ်။ရင်တော့လမ်းမလျှောက်နိုင်ပါဘူး။ဂျိုင်းတောင်းနဲ့သွားပါ။ပေါင်သားတွေခွာပြီးတော့ပြန်ကတ်ထားတယ်။ ချီတော့ပေါင်းဝသားကိုဒီချင်းဆုံးမှာပြန်ကတ်အဲဒီလိုမျိုးလမ်းကောင်းကောင်းပြန်ရှောင်းနိုင်ဖို့ဘယ်လောက်လောက်ထိကြာခဲ့လိုက်ကြာလိုက်လဲ10နှစ်9နှစ်လောက်ကြာခဲ့ပါတယ်ဒါရဲ့မိရဲ့ဒါမြမကြီးနှစ်ယောက်ရဲ့ဒါအမျိုးသမီးရဲ့ဟုတ်ဒီကတော့ရှာကြည့်တာတော့ဒါရဲ့ဒါမျိုးသမီးရဲ့နှစ်ယောက်ပဲအိမ်မှာရှာကြည့်တာမိကတော့ကျမကြီးမကောင်းပါဘူးနှလုံးရောဂါတဲ့ပါမလေးကတော့၃တန်းမရှိသေးပါဘူးตาအကြီးဆုံးပေါ့ဟုတ်ตาအကြီးตาအကြီးဆုံးလည်းဖြစ်တဲ့အချိန်မှာဒီအသက်35နှစ်မှာဒီလိုမျိုး accident ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဖြစ်တာตาဖြစ်တဲ့အချိန်မှာအမေကအတော့အကျမ်းမကြီးကောင်းပါလေ ်တခုခုတောက်ဈေးအောင်ကျွေးပါတယ်ပိတ်လည်းမကောင်းပါဘူးကိုငိုလည်းငုံမိပါတယ်ဒါပေမဲ့ငိုတဲ့ခါရင်ပြန်ထွေးလိုက်ရင်အမေကိုသွားသွားမြင်ပါတယ်အမေကိုမြင်တဲ့အတွက်ငိုငိုငိုရဲ့ငိုခဲ့တဲ့အရာတွေအားလုံးမေးမေးပြလိုက်ပါဒီကတော့ဒါပါပဲလို့လို့ဒါမရှက်ဘူးဒီကဘာလို့မရှက်လဲဆိုတော့မရှက်ဘူးမို့ရှက်ပါတယ်ဒီမကြီးကလက်လက်ဖြန့်ပြီးတောင်းတယ်ပတ်စံရှက်ပါအဲ့လိုရှက်မှချင်းမှပြေးကြည့်လိုက်တော့အမေမျက်နှာသွားမြင်ပါရင်တော့အရှက်တွေလည်းဒါမကြောက်တော့ပါဘူးဒါမေရဲ့ဒါမိသားစုကုံပေါ့အဲ့မဲ့ ရှင်ပြေကြီးတင်းတောင်းတင်းနေရတော့မဟုတ်တော့မှဒီမားနဲ့တန်းတူနေနိုင်အောင်လို့လုပ်ပေးခြင်းပါတယ်။ဒါမှတားလို့မှအကူအညီမရှိတော့ဒုက္ခရောက်မယ်။ခြေတော်ကောင်းရင်တော့ဒါဖြေမှန်းတာကတော့မေးကိုပြေဆောင်ထားခြင်းပါလေ။လုံလဲအဲ့လိုခြေတော်ကောင်းခဲ့ဒီလိုဘွားမျိုးကြီးလည်းမဖြစ်လာပါဘူး။ခြေတော်မကောင်းလို့ကဒါဒီလိုဘွားမျိုးနဲ့ရင်ဆိုင်နေရတာပါ။ဒီကတော့ကားတိုက်သွားတာတောက်ဘွားကြီးဆုံးဆုံးရတခုပါ။ ကရတန်းသူရင်မအောင်မတန်းနိုင်ဘူး။အများကရတန်းသူလုံးမလုံးနိုင်ဘူး။တော်တော့စိတ်ခံစားချက်ဆိုရရှိပါတခါရရင်လူခွဲရတယ်မှာငုံမိပါတယ်။ပုံမိသားကိုကိုမထားနိုင်ဘူးပြည့်စုံမှာမထားနိုင်ပဲ။ဘဝအကြီးဆုံးဖြစ်နေတော့ဘဝကိုအားငယ်လို့ပါ။သွားတဲ့အခါလဲဝေးကြီးဆိုတော့မပင်မန်းတော့ပင်မန်းနဲ့တာသွားပါတယ်။ပါဒီလမ်းကြီးကတော့သွားနေကြလမ်းကြီးဖြစ်နေပါအမျိုးသမီးရောအခုဘာလုံးလုံးသမင်းဆိုင်မှာလုပ်ပါတယ်တရား9000ရပါတယ်အမျိုးသမီးကလည်းနားလဲပေးပါတယ်တေးသူလည်းတင်ပါတယ် တားလို့မိသားစုတွေကိုတောင်းတောင်းဘလို့မှမဝင်ချင်ပါဘူး။ဒါကြီးတွေတားလို့မိသားစုမှာအားကိုးကြဘူးမှလည်းမရှိပါဘူး။တားကိုကြည့်တော့လည်းတားတဏ္ဍမမလည်းမဟုတ်ပါဘူး။အားကိုးအားထိုက်တဲ့လူလည်းမဟုတ်ပါဘူး။ဒါမှန်တားမျိုးသမီးပြောချင်တာတော့နားလည်ပြီလို့တားမျိုးသမီးကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ကဲ့။တားတော့ဒီလိုဖြင်းပြမလို့ချင်ပါဘူး။မလို့ချင်မှလည်းအမေမျက်နှာရှိတော့တားကလုံနေရတယ်။ဒီလိုပြီးတော့တားလည်းစိတ်ကုန်လာပါ ကံကြမ်းအမြဲတမ်းပေးပါပဲဆိုတော့အဲ့လိုအချိန်မျိုးစောင့်နေတော့အဲ့ဒီကျမရဲ့ရှင်နေရာဘာဘာယောဂါဖြစ်တာလဲဘယ်လိုမျိုးရှိလဲနှလုံးယောဂါတဲ့ပါ training တဲ့တောင်ကောင်းအောင်ခံလို့မရပါဘူးပြီးတော့ဘယ်ရမောမောနေတာစကားလည်းအများကြီးတိတ်မပြောနိုင်ပါဘူးအမေလည်းအဲ့လိုမျိုးလှုပ်ပေးခြင်းပါတယ်ဒါပေမဲ့ဒါမှလှုပ်ပေးအင်အားမရှိတော့မလှုပ်ပေးနိုင်ပါဘူးငါဆေးကမ်းပါပဲဆေးရုံတော့မသွားနိုင်ပါဘူးဆေးကမ်းပဲသွားပါတယ်ဒါရတဲ့ခါလည်းရတာပါရတဲ့ခါကျတော့အမေဆေးကမ်းလေးတွားလိုက်တော့ရတဲ့ခါကျတော့အမေဆေးလေးတောက်လိုက် အဲ့လိုမျိုးတွေကနေခဲ့ပါတယ်။ပုံမှန်တောက်ရတဲ့ဈေးတွေရောရှိလား။ရှိပါဘူး။ဒါဒါဘဝချင်းတွေကအဲ့လိုဒီပုံမှန်လို့တွေ့လို့မရပါဘူး။ပတ်ဆံရခဲ့ရင်တော့မိသားစုစုံစုံဟင်းနဲ့စားရပါတယ်။တစ်ခါရရင်တော့ပတ်ဆံများတဲ့ခါကျရင်တော့ငပိရင်နဲ့တိုးစရာနဲ့တော့စားရပါတယ်။ပတ်ဆံရတဲ့ခါကျရင်တော့မိသားစုပြောတဲ့မျက်နှာကိုမြင်ရပါတယ်။အဲ့လိုအချိန်တန်းစားရပါတယ်။ဒါရေပဲတက်လိုက်အိမ်ပဲမြုပ်ပါတယ်။အဲ့လိုမျိုးတဲ့ခါကျရင်တားလို့မိသားစုဘုံပေါ်တွေမှာတက်တက်ထိုင်ရပါတယ်။တကောင်ရောကြီးလေးတွေမွေးတွေတိုက်တာရေတွေပါကြီးပါတယ်။အချိန်မှာကိုရီးယား မပေးနိုင်ပါဘူးမိသားစုကလည်းမပေးနိုင်ဘူးဘာလို့မပေးနိုင်ကလေးငယ်လေးနဲ့ရေရလည်းတက်တော့ရေရလူတရက်လောက်ရှိတယ်တက်တက်ရေရအဲကြောင့်ကိုယ့်မပေါ်ပဲကိုဖျားသာယူပြီးတော့ဆူတောင်းရတာအနေအကင်းဖေးရှင်းအောင်အဲ့လိုပဲဆူတောင်းပြီးနေခဲ့ရဆူတောင်းပြီးတော့နေရပဲဟုတ်ကဲ့ပါဒီလည်းပြူဘူးပါတယ်ကိုသားဒီမှာလုံနေတဲ့တောင်းတဲ့ပတ်စံလေးနဲ့ဒီအိမ်ကိုပြန်ထောက်ထားတာတော့၄-၅လားတော့ပဲရှိသေးပါတယ်ခါရရင်9000ကျော်ခါရရင်1000ကျော်ပေါ့အဲ့လိုနဲ့ပဲမိဘတွေနဲ့တားလို့ညီကောင်မတော်မလောက်ဝင်စားရတာပေါ့ ခြေသားယူစားကြတာအဲ့လိုနေခဲ့ပါဘူးနေကြီးဦးထမင်းတိုင်မှာပဲဒါအရင်မှာအနေကြီးဦးထမင်းတိုင်မှာလောက်ခဲ့တာတော့မနေတော့ပါဘူး၃နှစ်၄နှစ်တော့ရှိပါပြီလောက်ခဲ့တာဒါပေမဲ့ဆိုင်ရှင်ရောဦးလေးတွေမာကြီးတွေအကုန်လုံးဆိုင်မှာရှိတဲ့ကိုကြီးအကုန်လုံးလည်းတောက်တော့နားလဲပေးပါတယ်ဒီလိုအဲ့လိုနားလဲပေးလို့လဲဒီလိုမာကြီးနဲ့ကိုကြီးလို့နဲ့ဆောင်ရတာပါတောက်မြင်တော့မှပဲမမြင်ကြအောင်ဆောင်ပေးပါတယ်ဆိုင်ရှင်ဦးလေးရောအကုန်လုံးပါ ါးလဲအူလေးတွေအကုန်လုံးနေကြည့်ဦးထမင်းဆိုင်အောင်ကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါရှင်ပြည်သားတန်လမ်းမှတိုင်းတန်လမ်းမှတိုင်းရနေကြည့်ဦးထမင်းဆိုင်မေးလိုက်ရင်လူတိုင်းသိပါတယ်ဩအခုလာပြီးတော့မှလို့လှူကျင်တယ်လာပြီးတော့လှူကျင်တယ်လာလူကိုယ်တိုင်လာတွေ့ကျင်တယ်ဆိုလို့ရှင်တော့အဲ့နားလေးမှာတော့ရှိတတ်တယ်ပေါ့နော်ဟုတ်ကဲ့အများရှိပါတယ်အလုပ်တစ်ခုတိုင်းကိုလုပ်ခွင့်ရမယ်ဆိုဘယ်လိုမျိုးကိုနဲ့ကိုက်ကြီးရဲ့အလုပ်ကိုလုပ်ချင်လဲကို့မှာဘလို့အတတ်ပညာရင်ရှိလဲဒါအလုပ်ခွင့်မျိုးရမယ်ဆိုရင်တော့ဒါလုပ်ချင်တဲ့လောကဆန္ဒကတော့ဒါဖုံးရောင်းွယ်လေးလုပ်ချင်ပါတယ် ရင်တော့ရတာဖုံးရောင်းဝယ်လုပ်ခဲ့ဘူးပါတော့ဘယ်တော့ကတော့တာလုပ်ခဲ့တာဆိုလို့ကိုင်းရရေးတန်းရောင်းခဲ့တာပဲရှိပါတယ်ကျန်တာတော့ဘာမှမရှိပါဘူးဖဲမဖဲဖို့နင်းနေပါပဲဒါပေမဲ့မဖဲအောင်လို့သူတို့ကောင်းလို့ကူစားပေးပါတယ်ဒီချက်လောက်ဆိုဓမ္မညွန့်လေးနဲ့ဆက်သွယ်ပြီးတော့မှလည်းဒါညီမတို့လည်းတီးပြီးတော့မှအကိုစီရောက်လာဆိုတော့လေနော်ဟုတ်ကဲ့ပါအဲ့ဆိုအမဟောဘယ်လိုမျိုးလေးတွေဟိုဟာအကိုအကူညီပေးလဲဘယ်လိုမျိုးလေးတွေထောက်ပံ့ပေးလဲဒါဟိုဆက်စားတွေ့တဲ့အချိန်မှာဒီဂျီယူထမင်းတိုင်မှာဆက်စားတွေ့ပါတယ်မာကြီးနဲ့အချိန်နဲ့တောက်လျှောက်တောက်အကူညီပေးပါတယ်အိမ်ကိုလည်းပတ်သက်နေလာလှူပေးပေးပါတယ် ဘာလို့မအားကိုးတာမရှိလို့နေခဲ့တာတခုပါတခုတော့တားဆဲဝင်တတော်အမေရချီးပေးထားတဲ့ပတ်သက်၅ဒိန်ရှိပါတယ်ပြောင်းပြီးအပတ်သက်၅ဒိန်လေးပေးခဲ့ကြပါတယ်အာပထမဦးဆုံးပြောချင်တာကတော့ဟိုတစ်ခေါက်အင်တာဗျူးတက်ပြောချင်တာပါခုမှပဲခွင့်ရရလို့ဒါပြောချင်ပါတယ်တအားနားလည်ပေးခဲ့တဲ့ထမင်းဆိုင်ရဦးလေးကြီးအကုန်လုံးဝန်ထမ်းတွေအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့လည်းတန်လက်ထရတစီမောင်းတဲ့ဦးလေးကြီးတအားညီကိုဆက်ဆံလဲထမင်းဆိုင်စင်နန်းကိုခွဲမကြဘူး သူတို့ကြွေးပါတယ်သူတို့နဲ့တန်းတို့ကြွေးပါတယ်အားတက်နဲ့လည်းဒါကျေစုတင်ပါတယ်ပြီးတော့လည်းဒါဖြစ်ချင်တာကတော့ဒါစပိန်လေးနဲ့ဖုံးရောင်းမယ်လုပ်ချင်ပါတယ်ဒီနေ့ကတော့စပိန်ရဲ့ဟွန်းလေးရဲ့ကစားနေတဲ့ရလာပါအဲ့လေးနဲ့ပဲပြုံးရုံကန်ကျင်နေပေါ့အခုတော့ဒီတောင်ရန်နေရဲ့အလုပ်ကိုလည်းအဲ့လားလုံးဝမလုပ်ချင်တော့ပါဘူးလုပ်ချင်တော့ဘူးအရင်နေ့ရှိရဆိုလို့ရှင်တော့အရင်တော့ဖုန်းရောင်းဝယ်လေးပြန်လုပ်ချင်တယ်ဟုတ်ပဲပါလုပ်ချင်ပါတယ်တော်တော်လေးရှက်ပါတယ်အများကြီးမှလက်ပြန်တောင်းပြီးတော့ဒါငိုလည်းငိုမိပါတယ် လို့လည်းမလို့ချင်ပါဘူးအဲ့လိုမလို့ချင်တဲ့အချိန်မှာဒါဆူတောင်းပါတယ်အများတိုင်းဒါကိုကဲမဲ့လူစောင်းစောင်းမဲ့လူပေါ်လာပါသေးလို့ဒါဆူတောင်းပါတယ်လောက်ခဲ့ရတာတော့ဒီတောင်းတဲ့လို့ဒါတက်တက်ပါပဲလောက်ခဲ့အဲအကြောင်းကိုစိတ်လဲကုန်ပါတယ်စိတ်လဲစိတ်တော့မနာပါဘူးဒါမင်းအဲ့လိုလုံတဲ့အချိန်မှာလည်းအမေမျက်နှာတော့တော်တော်တွေ့ပါတယ်ဒါအမေကြောင့်လုံရတယ်ဆိုပြီးတော့လည်းအဲ့လိုပဲတွေးပါတယ်။ဟောအဲ့ဆိုရှင်အိမ်လေးကိုလည်းတစ်ချက်လောက်ခေါ်ပြပေးဦးနေနော်ဘယ်လိုမျိုးလေးရှိလဲမိသားစုဝင်တွေလည်းလိုက်ပြပေး။ဟုတ်ကဲ့။အိမ်သွားကြမယ်နော်။ဟုတ်ကဲ့။ က်ရှိမိသားစု9ယောက်နေနေအိမ်လေးပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့မမအိတ်ကြလဲမေရတော့မင်းနဲ့ညီမလေးနဲ့ဒီမှာအိတ်ပါတယ်ဒါလို့တားရောအမျိုးသမီးကအငယ်နောက်မှာအိတ်ပါတယ်ဟောဒီနောက်မှာအိတ်နောက်မှာအိတ်ပါတယ်ညီမလေးနေတော့မင်းနဲ့ဒီမှာအိတ်တာပေါ့နော်ဟုတ်ကဲ့ပါမင်းမအိတ်တာအဲ့ဆိုအင်္ဂလိပ်လဲဒါဘယ်လိုပဲပြောဒီအချိန်နေဆိုလို့ရှိရင်တော့ဒါပြန်ပြင်ရမှာပဲဒါမှမဟုတ်ရင်မောင်လေးပြောသလိုမျိုးတနေ့အောင်ပြောင်းရွှေ့ရမယ်အနေထားပဲဖြစ်နေရပဲလीเนาะအဲ့တော့အများဆုံးအဲ့ ကောင်ထယ်လေးပေါ်ပြီးတော့အမြန်ဆုံးလည်းပြောင်းရှင်းနိုင်ပါစေလို့အမလည်းဆုတောင်းပေးလိုက်ပါတယ်။ကုညီမဲ့လူတွေလည်းအများကြီးပေါ်လာပါစေ။အများကြီးမျက်ဆောင်မျော်နေတဲ့ကန်တရားတွေလည်းရောက်လာပါစေလို့ဆုတောင်းပေးပါတယ်။ဒီနေ့လည်းပြေပါသေးပါအဲဒါတော့အမတို့ဒီဗီဒီယိုမီဒီယာပေါ့နော်။ဒါမောင်လေးတို့အလူငွေလေးအဲလှူပေးတာပေါ့။လာပြီးတော့လှူပေးရပါတော့နော်။ဒါလေးလည်းလက်ခံပေးပါ။ဟုတ်ကဲ့ပါမယ်။ဟာကျေးဇူးများတင်ပါတယ်။